လူတွေမှာရှင်နေနှလုံးတည်းကအမုန်းတရားတွေဟာဘလို့ဖြစ်ပေါ်လာသလဲထို့အမုန်းတရားတွေဟာဘလို့စဉ်းစားမှပြေပြောင်းနိုင်ပြီးတော့ဘလို့စဉ်းစားရင်အမုန်းပွားလာနိုင်သလဲထို့ရင်ထဲကအမုန်းတရားဟာကောင်းကျိုးချမ်းသာကိုပေးစွမ်းနိုင်မှုရှိသလားဆိုတာမြတ်စွာဘုရားရဲ့ဆုံးမမှာ ဘုန်းကြီးတို့တွေနေစဉ်ကြုံတွေ့နေရတာစဉ်းစားကြရမှာဖြစ်တယ်လူတွေဆိုတာတယောက်တည်းနေကြတာမဟုတ်ဘူးအ ਨੇ ဆုံးမိသားစုအလိုက်နေကြတာမိသားစုဆိုတာလူအဖွဲ့အစည်းမှာအသေးဆုံးဆိုဆိုင်တီလူအဖွဲ့အစည်းပဲဖြစ်တယ်မဟုတ်အိန္ဒိယမှာမိသားစုနေထိုင်ကြပြီဆိုလို့ရှိရင်တူနဲ့တူ ကျင့်နှမှုမကျင့်နှမှုတွေဆိုတာဖြစ်ပေါ်လေးရှိရှိတတ်တယ်ပေါ့အဲ့ဒါလို့ဖြစ်ပေါ်လာတဲ့အခါမှာကျင့်နှမှုမကျင့်နှမှုတွေပေါ်မှာဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြုတာပဲဖြစ်တယ်ဒါကြောင့်မို့နေစဉ်ဘဝမှာမိသားစုထဲမှာနေနေ မိမိရက်ွက်ထဲမှာပဲနေနေမြို့နယ်တနေထဲမှာပဲနေနေဘယ်သူတွေနဲ့ပဲဆက်ဆံရဆက်ဆံရဆက်ဆံရတဲ့အခါမှာလူအတိုင်းဝိုင်းရောက်ရှိနေထိုင်ကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမှာမရှောင်လွဲနိုင်တဲ့အဖြစ်ပြက်တွေကကျုံလာနိုင်တယ်ဖြစ်တယ်အဲဒီလိုကျုံလာလို့ရှိရင်ဘယ်လိုစိတ်နေထားစိတ်နေသဘောထားတွေထားရမလဲဆိုတာဟာအရေးကြီးတယ် တူတယောက်တည်းနေကြတာမဟုတ်လို့အတိုင်းဝိုင်းနဲ့နေတဲ့အခါမှာမကြုံဘူးဆိုတာမရှိဘူးကြုံလာမှာဖြစ်တယ်။အရှုပ်ထဲမှာဘလို့ရှင်းအောင်နေမလဲအခက်ခဲထဲမှာလွယ်ကူအောင်ဘလို့နေမလဲပူလောင်နေတဲ့အထဲမှာအေးမြအောင်ဘလို့နေမလဲဒီအရေးကသာလဲအမြဲတမ်းအရေးကြီးတာဖြစ်တယ် အရှုပ်ကိုရှောင်ထွက်သွားလို့လည်းမရဘူးအပူကိုအေးအောင်ပတ်ဝန်းကျင်ကိုလုပ်အောင်လုပ်လို့လည်းမရဘူးအရှုပ်ထဲမှာပဲမိမိကိုယ်တိုင်ကဘယ်လိုနေထိုင်ရမလဲဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုနိုင်မှတ်သားရမှာဖြစ်တယ်တုံးတူနေစဉ်ကြုံတွေ့ကြတဲ့အခါမှာ အဆင်ပြေတဲ့အခါရှိတယ်လို့အဆင်မပြေတဲ့အခါရှိတယ်။မြတ်စွာဘုရားကခေါ်တော်မူတဲ့ဒေသနာတော်ထဲမှာအကောစီမံဒီလူဟာငါ့ကိုဆဲတယ်။အဝဲဒီမံဒီလူဟာငါ့ကိုနှိမ့်ဆက်တယ်။အဟာတိမေငါပစ္စည်းကိုနိုင်ကျွန့်ယူတယ်လို့လူတွေမှာ လူအတိုင်းဝိုင်းထဲမှာကြုံတွေးလေကြုံတွေးထရှိတဲ့သဘောတရားတွေဟာတရမဟုတ်တရလူတိုင်းလူတိုင်းဟာကြုံတွေးပြီးကြောင်းဆဲသွားတယ်ငါ့ကိုဆဲသွားတယ်ငါ့ကိုရိုက်တယ်ငါရဲ့ပစ္စည်းကိုမတရားယူသွားတယ်ဒါတွေမကဘူးနမူနာအနေနဲ့ထုတ်ပြငါကိုဘလို့လိန်သွားတယ်ငါဘောမှာဘလို့ကလိန်ကျသွားတယ် ငါဒုက္ခရောက်အောင်ဘလို့ချွန်တွန်းလုပ်သွားတယ်ဆိုတာဒီလောကမှာဒုတိယအခက်ခဲချုံလာတဲ့အခါမှာတစ်ဖက်သားရဲ့လုံဆောင်မှုကြောင့်ဆင်းရဲဒုက္ခရောက်လာတဲ့အခါမျိုးရှိတယ်အမြဲတမ်းတူနေတူခုဆင်ပြေနေကြတာမဟုတ်တော့ဆင်မပြေတဲ့အခါဆဲမဲအော်မဲငေါ့မဲဒါတွေချုံလာလိမ့်မယ်အဲ့ဒီလိုချုံလာတဲ့အခါမှာတဲ့ လူတွေရဲ့စိတ်နေသဘောထားအများစုကဘာဖြစ်လဲရေစတံဥပနရှန်တိဒီကောင်ငါဆဲသွားတယ်ဆိုတာကိုရင်ထဲနှလုံးထဲမှာဆွဲနေအောင်အန်ကျိတ်ပြီးတော့မှတ်ထားတတ်တယ်လူတွေကဆဲသွားရင်မကျေနပ်ဘူးငါဆဲတယ်ဆိုအဆဲခံရတဲ့လူကအခဲမကျေဘူးအဝေထိမှန် နှွားကိုရိုက်ပုတ်တယ်နှိမ့်ဆက်တယ်ဆိုရင်လည်းအရိုက်ခံရတဲ့လူကမကျင်နပ်ဘူးတကွေးတွေးမယ်လို့အန်ကျိတ်ပြီးတော့အခွင့်အရေးကိုစောင့်နေတတ်တယ်အဟာတိမေငါပစ္စည်းမတရားယူသွားတယ်ငါပစ္စည်းခိုးသွားတယ်သတ်ဒီချက်နဲ့ပတ်သက်ပြီးတော့လည်းပဲမကျေနပ်ဘူး ရေစတံဥပနရှန္တိကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာအခဲမကြီးတိမတ်ထားတတ်တာလူရဲ့သဘာဝပဲဖြစ်တယ်။အဲ့ဒါလို့တိမတ်ထားမယ်ဆိုလို့ရှိရင်နဲ့ရသော်ဗျာဝိရံတေတန္နာဥပသမတိအဲ့ဒါလို့တိမတ်ထားမယ်ဆိုလို့ရှိရင်တော့ဘယ်တော့မှအညှိုးအတီး အမုံတရားတွေဟာပြေပြောက်သွားမှာမဟုတ်ဘူးတဲ့ရှင်တွေကမုံနေတဲ့အမုံတရားဟာလူတိုင်းလူတိုင်းမှာယင်ထဲမှာဖြစ်ပေါ်လာတဲ့အမုံတရားဟာစိတ်ချမ်းသာမှုကိုပေးနိုင်တာမဟုတ်ဘူးမုံစိတ်တွေလွှမ်းမိုးနေပြီဆိုရင်အခဲမကြီးတဖြစ်တောက်တောက်တောက်တစ်ခေါက်ခေါက်လူတွေဟာမကြည်မနှက်တွေဖြစ်ပြီးစိတ်ဆင်းရဲမှုကိုအမြဲတမ်းခံစားနေရတာဖြစ်တယ် လူတိုင်းဝိုင်းမှာဖြစ်လိဖြစ်တာရှိပေါ့နော်ဝေရံတေတန်နာဥပတ္တမတိအဲ့ဒါလို့အခဲမကြီးရင်ထဲမှာမှတ်ထားမယ်ဆိုလို့ရှိရင်နဲ့ရှံညိုးဆိုတာမပြေဘူးရှံညိုးဆိုတာဟာအတုပ်အလက်ဖြစ်လာတတ်တယ်လူတယောက်ကအနိုင်ယူသွားလို့ရှိရင် နောက်တစ်ခွေ့ကျတော့ခံရသူကအနိုင်ရပြန်တယ်။ဟိုနောက်တစ်ခွေ့ကျတော့ခံရသူကအနိုင်ရပြီးတော့လုံသူကအရှုံးဖြစ်သွားပြန်။ဟိုနောက်တစ်ခွေ့ရောက်တဲ့အခါခံရသူကအနိုင်ရပြန်တယ်လုံသူကအရှုံးဖြစ်သွား။အတုံးအလှဲ့ဆိုတာဘယ်တော့မှပြေပြောက်သွားမှာမဟုတ်ဘူး။အမုန်းတန်တရာရန်ရန်ညှိုးတန်တရာကြီးဟာမဆုံးနိုင်အောင်ဖြစ်သွားနိုင်တယ်။ အဲ့ဒီယံညှိုးယံစားတွေကိုဘယ်ပုံပဲနှိဖြတ်ရမလဲမြတ်စွာဘုရားဒါဘုန်းကြီးတို့တွေနေစဉ်ဘုရားမှာတနေ့မဟုတ်တနေ့ဂျုံတွေ့ကြတော့လက်တွေ့လိုက်နာကျင့်သုံးရမှာဖြစ်တယ်မြတ်စွာဘုရားကဘဝသင်္ကန်းစားပေးပြီးဟောတဲ့အခါမှာအကုစီမံအဝတိမံဇိနိမံအာဟာတိမေရေစတံနုပနရှန်တိ ဝေရန်တိတုပတမတိဒီလူဟာငါ့ကိုဆဲတယ်ဒီလူဟာငါ့ကိုရိုက်နဲ့စော်ကားတယ်ဒီလူဟာငါ့ပစ္စည်းကိုမတရားယူသွားတယ်အဲ့ဒါလို့အတွေးတွေနဲ့ရှင်နဲ့နှလုံးထဲမှာဒီအတွေးတွေကိုရှင်ထဲမှာသိမ့်မထားပဲနဲ့မေးပြောင်ပြက်လိုက်တယ် ရှင်နဲ့မှမထားဘူးမေ့ထားလိုက်တယ်အညိုတေးတွေမလုတ်ဘူးဆိုလို့ရှိရင်တဲ့ဝေရန်တေသူပတ္တမတိသူတို့မှာယံညိုးယံစားဟာပြတ်သွားတယ်ဆက်ပြီးတော့အတုံးအလှဲ့နဲ့ကလေသာချင်းနေကြမှာမဟုတ်ဘူးရှင်နဲ့မှလည်းအညိုတေးမထားသည့်အတွက်ကြောင့်ရှင်သူဆိုတာအတိမပြုထားတာမဟုတ်သည့်အတွက်ကြောင့် တိခဏချင်းခွင့်လွှတ်ခြင်းနဲ့စိတ်နှလုံးအေးချမ်းလို့တူတူရံပဲမပြုတ်ပဲနဲ့ငြိမ်းချမ်းမှုကိုခတ်ရရှိမှာဖြစ်တယ်လို့မြတ်စွာဘုရားကတကယ်ငြိမ်းချမ်းရေးလမ်းစဉ်ကိုဟောပေးတာဖြစ်တယ်လူဟာတငယ်ချင်းနှစ်ယောက်ပဲဖြစ်စေမကျေနပ်မှုတွေနဲ့အညိုတေးရင်ထဲမှာထားပြီးဆိုရင်ဒီတငယ်ချင်းနှစ်ယောက်ဟာတုံးနဲ့တူရံသူဖြစ်ရောက်သွားတာဒါနဲ့အမိမှလည်းပဲ အညိုတေးထားလို့ရှိရင်ရန်သူဘဝရောက်သွားအဖေနဲ့သားရန်သူဘဝရောက်သွားကြညီကိုမနှမအချင်းချင်းလည်းရန်သူဘဝရောက်သွားကြအဲ့ဒါလို့အချင်းနေဇူးတွေဖြစ်မသွားရအောင်အညိုတေးတွေမထားဘဲနဲ့တိခဏ်ချင်းခွင့်လွှတ်ခြင်းမေးပြောက်ခြင်းဖြင့်ကြုံတွေ့ရရတဲ့မကျေနပ်ဖွယ်ရာ အနိဋ္ဌာယုံတွေကို ရှောင်လွှဲရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာဒါတခုတည်းသောနိလမ်းပဲဖြစ်တယ်ဗောလောကသားတွေကကိုယ်ဆဲသွားတာကိုသိခံရမယ်ခွင့်လွှဲရမယ်ဆိုအလွန်ခဲရင်တဲ့ကိစ္စတစ်ခုဖြစ်မကျေနိုင်မချမ်းနိုင်ဒီလူငါ့ကိုစော်ကားတယ်ဆဲရည်တယ်ဆိုတာရှင်ထဲမှာစွဲနေအောင်မှတ်ထားပြီးဘယ်တော့မှမမေ့နိုင်ဘူး တနေ့တခွေတွေ့လို့ရှိရင်ဒီလူကိုဒုက္ခပေးဖို့ပဲအခွက်ချောင်းနေထက်တယ်။မြတ်စွာဘုရားသူတော်ကောင်းတွေရဲ့အမြင်ကြတော့တင်လို့မဟုတ်ဘူး။မိပြလိုက်ရှင်နေမှာမှတ်မထားနဲ့။ရှင်နေမှာမှတ်ထားခြင်းအပြင်ကို့မှာအစိတ်တောက်တစ်ခုကို့ကိုအန္တရာယ်ပြုမဲ့အန္တရာယ်ကြီးကိုတိမ့်ထားတာနဲ့အလားတရံတူတယ်။ အန္တရာယ်ကိုတိမ့်ထားတဲ့လူတွေကိုမွေပွေးကပိုက်ပိုက်ထားတယ်လို့ပြောကြတယ်။မပွေးကပိုက်ပိုက်ထားတာကမှပွေးကိုင်းလို့သိရင်တဘွားပဲသိမှာဖြစ်တယ်။ရှင်နဲ့နှလုံးထဲမှာမချင်တတ်မှုကိုထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းကလေသာခြေလို့တစ်ဖက်သားအပေါ်မှာကျွလွန်မိမဲ့အကုသိုလ်အားလျော်စွာဒုက္ခရောက်ဖို့တွေကအများကြီးဖြစ်တယ်။ ဒါကြောင့်ဘုရားဆောဘုရားကနော်ရှင်တဲ့နှလုံးထဲမှာမှတ်မထားနေရဲ့အဲ့တော့ဘုန်းကြီးတို့တွေဟာဘာကြိုးစားရမလဲကိုယ်ဆဲသွားလို့ရှင်ဘာဖြစ်လဲလူကဆဲလိုက်တာနဲ့တပြိုင်နက်လူတွေမှာမာနဆိုတာရှိတယ်မာနဆိုတာငါ့ကိုမထိနဲ့မခံဘူးဆိုတဲ့စိတ်ဓာတ် အဲ့ဒီမာနဟာလည်းအကုသိုလ်တရားပဲဖြစ်တယ်ပေါ့အဲ့ဒီမာနအာကိုယ်ဆဲတာကိုငုံခံရတာကိုအရှုံးကြီးရှုံးတယ်လို့လူတွေမှယူဆကြမြတ်စွာဘုရားကတော့အဲ့ဒီလိုမဆိုဘူးအကောဒေနစီနေကောတာကိုယ်ကိုဒေါသနဲ့တစုံတစ်ခုလုံးမယ်ဆိုရင်ကိုယ်က ဒေါသနဲ့မတုံ့ပြန်မဲနဲ့သီခံခြင်းဖြင့်အနိုင်ယူရမယ်လို့မြတ်စွာဘုရားတည်တော်ဟောတာသို့သောအနိုင်ယူဖို့ယူနည်းကလောကလူသားတွေအနိုင်ယူဖို့နဲ့သူတော်ကောင်းတွေရဲ့အနိုင်ယူဖို့အလွန်ကွာခြားတယ်မြတ်စွာဘုရားကိုယ်တိုင်လည်းအဆဲခံရတဲ့အကျိန်ပေါင်းများစွာပဲကိုယ်တိုင်အဆဲခံရတယ်သို့သောမြတ်စွာဘုရားဆဲလာတဲ့အခါ ငါကိုဆဲသွားတယ်လို့စိတ်ထဲမှာရှိကိုမရှိဘူးဒီလူငါကိုဆဲသွားတယ်ဆိုတဲ့အတွေးကိုခေါင်းနဲ့ထဲမထဲဘူးအဲ့ဒီခေါင်းနဲ့ထဲလိုက်တာဟာမပွေးတကောင်ကိုခပိုက်ပိုက်လိုက်တယ်လို့ဖြစ်သွားတယ်ကို့အတွက်မှအနေရကြီးတစ်ခုဖြစ်လာသို့သောလောကလူသားတွေကသိလာလို့ဆိုတော့မသိဘူးဘယ်သူကလွှမ်းမိုးပြီးတော့အမှန်မသိအောင်လုပ်နေတယ်လဲဆိုရင်မာနဆိုတဲ့တရား ငါထီးရင်မခံဘူးဆိုရဲမာနာတရားကြောင့်ဆဲရင်ပြန်ဆဲမယ်ရိုက်ရင်ပြန်ရိုက်မယ်ဆိုရဲကလေသာချိန်မှုပဲမှာလောကလူတွေဟာအတန်နေကြတယ်တိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတာကိုယ်အလုံးမဟုတ်တလို့နေကြတာအဲ့ဒီကြတော့လောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုတွေပျက်စီးပြီးရံပွဲတွေနဲ့လွှမ်းမိုးပြီးတော့သွားကလေသာချိန်မှုတွေနဲ့လွှမ်းမိုးသွားမဆုံးနိုင်တဲ့ အမုန်းတန်တရားကြီးတဲမှာကိုလဲယမကင်းတစ်ဖက်သားလဲယမကင်းတုံးနဲ့တူငိမ့်ချမ်းချင်းဆိုတဲ့အရာသားတွေဆုံရှုံသွားတယ်ဆိုတာလောကလူသားတွေဟာမသိကြဘူးပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမဘုရားကိုယ်တိုင်ဆုံးမခံရတဲ့အချိန်တွေရှိခဲ့တဲ့အချိန်တွေမှာအတွေ့အကြုံတွေတစ်ခုပြောရမယ်ဆိုလို့ရှင်မြတ်စွာဘုရားကောသမိကြွလာတယ် ကတော်ကြီးမြို့တဲ့ဆွမ်းခံဝင်တဲ့အခါမှာမြတ်စွာဘုရားမဟုအမုံကြီးမုံတာဘယ်သူလဲလို့ဆိုရင်ဥတေနမင်းရဲ့တတ္တရာမြောက်မိဖုရားဖြစ်တဲ့မာခန္ဒီဆိုတဲ့မိဖုရားပဲဖြစ်တယ်။မြတ်စွာဘုရားကိုအလွန်မုံတယ်။မုံသည့်အတွက်ကြောင့်သူဘာလုပ်သလဲ။ဘုရားနဲ့တန်ခါးတွေဆွမ်းခံလာပြီဆိုတဲ့အခါမှာလူတွေကိုပိုက်ဆံပေးပြီးတော့ဆဲခိုင်းတာ။ဆဲတယ် ဆွမ်းကလာတဲ့ကိုတော်တွေအကုန်ဆဲလွတ်တယ်အဲ့လိုဆဲတဲ့အခါမှာမြတ်စွာဘုရားကိုရှင်အနန္ဒာကလျှောက်တယ်ရှင်ဘုရားတပည့်တော်တို့ဆွမ်းကသွားတဲ့အခါမှာလူတွေကရုပ်ရုပ်မှမှတို့ရတို့ဆဲကြတယ်တဲ့အဲ့တော့ဒီကောတံပြီမှာမနေရင်ကောင်းမယ်ထင်တယ်တပည့်တော်တို့တနေရာရွှေ့ရင်မကောင်းဘူးလားဆိုတော့မြတ်စွာဘုရား မိတ်ချားတာလေးကိုမှတ်သားထားဖို့လိုအပ်တယ်နော်ရသော်ဘုရားကရှင်နန္ဒကိုမေးလိုက်တယ်အနန္ဒာဟုတ်ပြီကောတမီကဆဲလို့တခြားမျိုးရွှေ့အဲ့ဒီမျိုးကလူတွေကဆဲရင်ရောဘယ်လိုလုပ်မလဲအရှင်ဘုရားအဲ့ဒီမျိုးကဆဲရင်လည်းနောက်တစ်မျိုးရွှေ့သေးတာပေါ့ဆဲတာတွေကိုရှောင် လွဲပြီးတော့သွားမယ်ပေါ့မဆဲတဲ့နေရာကျိုးစုမဲ့နေရာပဲသွားမယ်ဆဲတဲ့လူတွေမခံနိုင်ဘူးပေါ့ရွှေ့မယ်လို့ပြောရသော်ပြားကဘာမေးရှိအနန္တာပြတနာကိုခုလိုရင်မဆိုင်မဲနဲ့ရှောင်းလွှဲပြီးမသွားသင့်ဘူးဒီဒီနေရာမှာပေါ်တဲ့ပြတနာဒီနေရာမှာပဲငြိမ်းအောင်လုံးမတနေ့လှုပ်ပြီးတော့မှတနေရာကိုရွှေ့သင့်တယ်လို့ မြတ်စွာဘုရားကပြဿနာကိုရှောင်ပြေးတာမကြိုက်ဘူးပြဿနာကိုရင်ဆိုင်ဖြေရှင်းတာပဲကြိုက်တယ်ပေါ့ဘာကြောင့်မကြိုက်တာလို့ဆိုပြဿနာတစ်ခုရှောင်ပြေးသွားရင်နောက်ထပ်ထပ်ပေါ်အောင်မှာပဲဒီပြဿနာအဲ့တော့ရှောင်စရာနေရာနောက်ဆုံးကြတော့ကုန်သွားမှာပဲရင်ဆိုင်လိုက်တယ်ရင်ဆိုင်လိုက်တဲ့အခါငြိမ့်သွားရင်ဆိုင်ပြီးတော့ငြိမ့်ချမ်းမှုကိုမြတ်စွာဘုရားကလမ်းညွှန်ပြတာပဲဖြစ်တယ်ပေါ့ ဒီခန်းချင်းခွင့်လွှတ်ခြင်းနဲ့ရှင်ဆိုင်လိုက်တဲ့အခါမှာဆဲတဲ့လူတွေကနောက်ပိုင်းကျတော့လက်လျှော့သွားလက်လျှော့ပြီးတော့ဆုံးရှုံးပေးသွားတယ်ဓမ္မစွာဘုရားကိုယ်တိုင်ဒီခန်းချင်းခွင့်လွှတ်ခြင်းအမှတ်မထားခြင်းအားဖြင့်စောကဆဲလာတဲ့ပုဂ္ဂိုလ်ကြီးရှောင်လွှဲတာဒီပုံစံနဲ့ပဲရှောင်လွှဲတာနောက်တစ်ခုမှတ်သားစရာအလွန်ကောင်းတာကတော့ ဖရာတပါတဲ့ကိုပဲเจ้าကိုလာပြီးတော့မြတ်စွာဘုရားကို နင်ပဲငှက်ဆလက်ညှိုးထိုးပြီးတော့ဆဲတဲ့ပုံနာကြီးတယောက်ရှိတယ်။စာပေကျမ်းဟမသူ့ကိုအကောတကဖရထောစာလို့နာမည်ပေးထားတယ်။ဆဲရည်တဲ့ဖရထောစာပုံနာလို့မြတ်စွာဘုရားကိုရုံရုံမာမာလေးဆဲတယ်။မချေနှက်လို့လာပြီးတော့ဆဲမြတ်စွာဘုရားက အပြုံးမပြစ်ဘူးသူဆဲလို့ဆဲတဲ့လူဆိုတာမတုံ့ပြန်လို့ရှိရင်သူဟာမောသွားစမြဲပဲလေမြတ်စွာဘုရားကမတုံ့ပြန်မဲနဲ့နေတဲ့အခါမှာသူဆဲမှုရက်သွားတော့အဲ့ဒီအချိန်မှာမြတ်စွာဘုရားမေးတယ်ပုံနာတဲ့မင်းဆဲလို့အာရပြီဆိုငါမင်းတခုမေးမယ် မိအိမ်ကိုအဲ့တဲ့ဒီလာတဲ့အခါမှာမုံပဲသေးစားတွေအခန့်ကျွေးမွေးတာမရှိဘူးလားအားရှိတာပေါ့အဲ့ဒီမုံပဲသေးစားတွေကိုဧည့်သည်ကစားမသွားဘူးဆိုရင်အဲ့ဒီမုံပဲသေးစားတွေကဘယ်သူဟာဖြစ်မလဲဟာတပည့်တော်ဟာပဲဖြစ်မှာပေါ့ကျွန်ုပ်ဟာပဲဖြစ်မှာပေါ့ဧည့်သည်မစားဘူးဆိုရင်ကိုပစ္စည်းဟာကိုပစ္စည်းအေး အဲ့ဒီတိုင်းပဲမင်းကိုငါတခုပြောမယ်ငါကိုမင်းကဆဲရည်ချင်းဖြင့်လက်ဆောင်နေလာပေးမင်းလက်ဆောင်နေငါတခုမှလက်မခံဘူးအဲ့ဒါတွေမင်းဟာတွေပဲဆဲရည်ဓာတ်တွေမှန်သမျှမင်းဟာတွေပဲငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့မင်းရှင်းလိုက်လက်မခံတဲ့လက်ဆောင်လက်မခံဘူးဆိုတာအတိမတ်ကိုမပြူတာငါကိုဆဲနေတာလို့အတိမတ်ကိုမပြူတာပြန်ဆိုပြအဲ့ဒီလိုမိတ်လိုက်တဲ့အခါကျတော့ ုံသားကြီးဟာစဉ်းစားကြည့်ရှင်နဲ့နှလုံးထဲမှာသူတယောက်တည်းအမှားကျွလွန်မိတယ်လို့စိတ်ထဲမှာခံစားရပြီးအဲ့ဒီမှာတွင်ပဲမြတ်စွာဘုရားကိုကြောဝန်ချပြီးနောက်ဆုံးမှာတပြိခံသွားတာဖြစ်တယ်နော်အဲ့တော့ဘုရားရဲ့တပြိတာဝကဖြစ်ကြတဲ့ဘုရားကိုချီးညူမြတ်နိုးကြတဲ့ဘုရားဝတ္တဝင်သူတော်စင်ကြီးကိုကိုလာဆဲလို့ရှိရင် เอตูเซระนากัปปาระหมัดลุนาไม่ท่องมูดิเวนากะวนลายเหโหเวนากะถั่วติอติมัตไม่ปิวอติมัตไม่ปิวเวณีไล่ลุษิยตูเซลุอายะเยตูยัดตอมเเกโกอะเปียนไม่เซติด้วยจ่ะเสร็จปิ๊ดจุลุ่นนี่มาไม่หอบฟูလက်တောင်မှာနှစ်ဖက်တီးမှအတန်ကြီးတာဖြစ်တယ်တစ်ဖက်သေးဆိုရင်အတန်ထွက်မှမဟုတ်ဘူး ဒါကြောင့်မို့လို့ဆဲလို့အားရအောင်ဆဲတော်ပါစေငါကတော့မင်းဆဲသမျှငါအတိမပြပြဘူးယင်းထဲမှာအမှတ်မထားဘူးဆိုလို့ရှိရင်သူဆဲတာသူနဲ့ပဲသက်ဆိုင်တယ်ကိုယ်နဲ့မဆိုင်တော့ကိုယ့်ပစ္စည်းမဟုတ်လာတော့လက်မခံနဲ့လက်ဆောင်လို့သဘောထားပြီးဆဲတာကိုယင်းထဲမှာမှတ်မထားခြင်းဟာလက်မခံနဲ့လက်ဆောင်ပဲဖြစ်တယ်ဆိုတဲ့ပြတ်စွာဘုရားရဲ့အသုံးအနှုန်းတိုင်း ဘုန်းကြီးတို့တွေကိုယ်စိတ်ကိုထိမ့်နိုင်ကြမလားအဲ့ဒီလိုထိမ့်ပြီးတော့စမ်းကြည့်ပေါ့ကိုယ်ကိုလာဆဲလို့ရှိရင်မြတ်စွာဘုရားကအသီးမမပြုတ်နဲ့ဆဲရတာသူဟာသူပဲငါနဲ့မဆိုင်ဘူးဆိုပြီးတော့ရှောင်းတိန်နေလိုက်တဲ့စိတ်ထဲမှာအသီးမမပြုတ်နဲ့အသီးမပြုတ်လိုက်ခြင်းဟာကိုယ်လက်ခံရရောက်တယ်လို့ဟုတ်လို့ဆုံးမလား ရံစားဟာငိမ့်သွားသူဆဲလို့ကိုပြန်ဆဲမယ်ဆိုလို့ရှင်ဆဲတန်တရားကလွတ်လာမှာမဟုတ်တော့သူဆဲကိုဆဲသူဆဲကိုဆဲအရှိန်တွေဟာမြင့်တက်လာမှာသာဖြစ်တယ်ပေါ့ငိမ့်ချမ်းသွားမှာဖြစ်မှာမဟုတ်ဘူးအေးကဘာငိမ့်ချမ်းရေးကြီးကိုလိုချင်နေဆိုရင်မြတ်စွာဘုရားလမ်းစင်မှာတပါတခြားလီလိုက်เสียမှာမရှိဘူး လက်နဲ့ကြီးတွေတကားကကင်ထားပြီးငိမ့်ညာရေးစကားဆိုးနေတာဟာအလွန်ကိုရဲပွဲရကောင်းတယ်ပေါ့မြတ်စွာဘုရားရဲ့တရားဓမ္မအဆုံးအမနဲ့ကြည့်မယ်ဆိုရင်ခြောက်လုံးမြူခါထိုးပြီးငိမ့်ညာရေးစကားပြောနေလို့ဘယ်တော့မှရမှာမဟုတ်ဘူးမငိမ့်ညာနဲ့အလုပ်တွေလုပ်နေကြရင်ဘယ်တော့မှငိမ့်ညာမှာမဟုတ်ဘူးဆိုတာအလွန်ထင်ရှားတယ်ပေါ့နော်အလုံးဟာတယောက်နဲ့တယောက်အနံ့ရချင်းနေတယ်ဆိုရင်ဘယ်တော့မှငိမ့်ညာမှာမဟုတ်ဘူး ကဘာကြီးဟာငြိမ်းချမ်းရေးမရနိုင်ဘူးမြတ်စွာဘုရားနီးသည့်သာလင်တကယ်ငြိမ်းချမ်းရေးကိုရဆွတ်ဆောင်နိုင်ပါပဲဖြစ်တယ်ပေါ့